ဆရာယောနသန်ဘိုင်းမပွင့်သေးဘူးလို့ပြောတယ်ဗျာအဲအားလုံးမင်္ဂလာပါတန်အဆင်ပြေလားပြေမို့ဟုတ်ကဲ့ပြေပါရဲအခုဟုတ်ကဲ့အဲအခုလိုမေတော်ဆန်းစုကြည်ပွဲမှာအပြားဆရာတွေဟိုလူချင်းမဟုတ်ပဲနဲ့ line မော်လေးပြန်တွေ့ခွင့်ရတာကိုပဲအရန်ဝမ်းသာပါတယ်ကျွန်တော်ကဒေါ်လာကြီးအစာပိုင်းကလေးကထောင်ထဲမှာရောက်နေတာဖြစ်တယ်အပြားဆရာတွေကိုငတ်တဲ့တန်ခံခဲ့ရတယ် ။အများဆရာအချင်းချင်းပဲပူပြီးပေါင်းလို့တင်းလို့ပြောလို့ကအဆင်ပြေတာဟုတ်။ဟောတခြားလူတွေကြားထဲမှာတင်းခွဲတယောက်လိုနေခဲ့ရတဲ့အတွက်အများဆရာတွေကိုအမြဲတမ်းတောင်းတခဲ့တယ်။အမြဲတမ်းစာလောင်ခဲ့တယ်။အများဆရာတယောက်ထောင်ကြလာရင်အရန်ပြော်ရဖော်ရလို့တို့ထောင်ကြချင်မှာမဟုတ်ဘူးကျွန်တော်ကတော့ထောင်တဲ့ကြားစရာရောက်လာရင်ကိုပြောနေတာအဲ့တော့ကျွန်တော်ကဟိုထောင်ကလွတ်တာကလာပိုင်းပဲရှိသေးတယ်အားလာပိုင်းမှာလွတ်ပြီးတော့အခုလွတ်လို့ချင်းဒီပဲမဲဆောက်ဘက်ကို ကိုဗီဒီဘက်မှာခိုးလုံနေတာပေါ့နော်ဟိုထောင်ထဲမှာဘလို့ခံစားချက်ရှိလဲဘလို့ဂျုံတွေ့ရလဲထောင်ထဲမှာဘလို့ဒီထောင်ထဲကလူတယောက်ကထောင်ထဲအကြောင်းဘလို့ကြပြားတွေရေးလဲဆိုတာလည်းအပြင်လူတွေကသိကြမှာပေါ့နော်အာဟိုဒီတော့သန်းသူကြီးကိုလည်းပြောပြရတဲ့ပုံစံနဲ့ဖြစ်တဲ့ပြန်အကိုရဲဘော်ရဲဘက်တွေကြပြားစရာအချင်းချင်းကြီးကိုလည်းကိုဒီခံစားချက်ကိုပြောပြတဲ့ပုံစံနဲ့ဖြစ်တယ်အဲဒါကြောင့်မို့လို့ကျွန်တော်တပည့်အချင်းဆန်ဆိုပြီးတော့ ဗျာတဘုံရေးထားတာရှိပါတယ်အဲ့ဒါလေးကိုရွတ်ဆိုပြီးတော့မှဒီပွဲကိုကုန်ပြုပြရစေအာ ရားကောင်းစဉ်ဟာတပိတ်အကျဉ်းဆံထောင်အိုရိုးရဲ့နံရံမှာသွေးဆက်လက်နဲ့တွေဥရဲ့အကြည်ကနားထဲမှာပဲ့တင်ကြားနေမြဲတွေဥလမ်းမများချက်ကရေးတော်ကိုကျွေးကြော်တယ်များဆောင်းမျက်နှာချက်မှာလှူရှားအသက်ဝင်နေစေ တော်လန်ရေးဝိညာဉ်တွေရဲ့တိုက်ပွဲဝင်ပြာကွက်ပုံရိပ်များထောင်ထဲမှာတော့လေတိုင်းဟာပြက်သရားပဲလေးရှိသရွေ့အနာပေါ်ဒုတ်ကြလို့လေးရှိသရွေ့လက်သေးချားကိုအပ်ဆိုင်လို့မာတို့လက်ဖြန်တွေပေါ်ကတွေဦးတော်လန်ရေးတတူနဲ့ကဘာမကြည့်ဘူးတတူဟာ ယုံကြွလို့တန်ရာဟောင်းတွေကသွေးပြန်ဆို့လာကြ။တမန်ရဲ့အမာယုကြီးဟာငါတို့ပခုံးပေါ်မှာအဲပခုံးထားပြန်မလာနေ။နေတိုင်းဟာတိတိမြင်းကြီးမှာချိန်မရွေးချပောက်ပွဲတော့မဲ့ဒိုင်းနမိုက်တစ်လုံးလို့ကြီးလွယ်ရှလွယ်အကဲဆက်လို့နေတိုင်းဟာသွေးစာနေတဲ့ဒရက်ကူလာတကောင်လို့အာနာရှင်ရဲ့သွေးညှိနှံ့လို့ ရင်းထလို့ရေတော်ကိုအောင်ရမည်နဲ့မျက်နာတက်စစ်အာဏာရှင်ကြာရှုံးရမည်နဲ့အိယာဝင်တော်လန်ရေးတန်ဒိဋ္ဌံတွေကိုတရဏဂုံလိုအချင်းချင်းရွတ်ပတ်တရေစေကြဒီလျံတွေကမိပြီးတဲ့တံမဏိဓာများအချင်းထောင်တွေကတွေးစီးတဲ့အမိရဲ့ဓာများဘုရားတမန်ကျေးဇူးတော် ဟုတ်အာကိုယောနတန်ကျေးဇူးပါဗျဒီဗျာဆရာယောနတန်ကကျွန်တော်တို့အဲတောင်းဝနေပြီးပြန်လွတ်လာတာကိုတလလောက်ရှိသေးတာပါဗျကျွန်တော်တို့တော်လိုင်းရဲ့အစတွေကကျွန်တော်တို့ထဲကိုကြာပြီးတော့ခုတော့လူမျိုးနေပြီနေရာကိုရောက်ရှိနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြတ်သက်ပြီးတော့အခုကျွန်တော်ကကဗျာဆရာမ